နိုင်ငံတနိုင်ငံရဲ့အလံဆိုတာနိုင်ငံသူနိုင်ငံသားအားလုံးအတွက်စိတ်လှုပ်ရှားစရာဂုဏ်ယူစရာညံ့နှိုးနှစ်သက်စရာအလံမျိုးဖြစ်တင်ပါလေအဲ့ဒီလိုအလံမျိုးဖြစ်အောင်လို့ကျွန်တော်တို့စ조사ရမှာပေါ့မြန်မာနိုင်ငံအတွက်အကျိုးရှိသောတရားမျှတသောနိုင်ငံခြားယင်းနှိမ့်နှံမှုများအထူးဖြင့်တရားစာတပစ္စည်းနှင့်ပတ်သက်သောအန္တရာယ်အနေဖြင့်မိခဲ့သို့လှုပ်ဆောင်သွားမည်နီနိုင်ငံတနိုင်ငံမှာတဲ့နိုင်ငံတော်အလံဟာအရေးကြီးဆုံးသင်္ကေတတစ်ခုလို့မြင်ပါတယ်တဲ့ အိုလံပစ်မှာဆိုရင်တခြားနိုင်ငံတွေကတဲ့ကိုယ်နိုင်ငံအလံကိုဝွင့်ဝင့်ကြွားကြွားကင်ဆောင်ပြီးဝင်လာချိန်မှာတဲ့ကိုယ်နိုင်ငံအလှဲကြတော့အလဲမှာကျဲအပေါက်ကြီးလို့ဖြစ်နေတဲ့အလံနဲ့အလံနဲ့တဲ့ကုတ်ချောင်းကုတ်ချောင်းဝင်လာဝင်လာကြတာတွေ့တော့စိတ်မကောင်းဖြစ်မိပါတယ်တဲ့အမေစုအနေနဲ့တဲ့ဖြစ်နိုင်ရင်မြန်မာနိုင်ငံပြည်လုံးစံတာခံယူပွဲပြန်လဲကျင်းပပြီးမြန်မာတိုင်းရင်းသား ပြည်သူတွေအားလုံးသဘောတူလက်ခံနိုင်တဲ့နိုင်ငံတော်အလံသစ်တစ်ခုထွက်ပေါ်လာအောင်နဲ့ကြိုးစားကြိုးပါပေးပါလို့လေးစားစွာတောင်းဆိုချင်ပါတယ်တဲ့ပြည်ပနိုင်ငံများတို့အချင်းကြမြင့်စွာရောက်ရှိနေကြသောမြန်မာလူမျိုးများအနေဖြင့်ကိုတိုင်းပြည်ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာပါဝင်ခြင်းနှင့်ဘယ်လိုသတင်းအချက်အလက်တွေကိုရယူပြီးအစတင်သင့်ပါသလဲတဲ့ တခုကတော့လေကိုယ့်ပြည်ပြည်တွင်းမှာကိုယ့်ရဲ့မိษွေတွေမိသားစုဝင်တွေရှိအောင်မှာပေါ့အဲ့ဒီမိษွေတွေမိသားစုဝင်တွေ ਨੇ ပြန်ပြီးတော့ဆက်သွယ်ပါ ဆက်သွယ်ပြီးတော့မှဘယ်လိုအခြေအနေရှိနေလဲကိုယ့်ရဲ့အရေးချင်းနေနဲ့ကိုကဘယ်ဘက်ကနေပြီးတော့ကူညီနိုင်မလဲဆိုတော့အဲ့ဒါကိုစုံစမ်းပါဒါမှမဟုတ်ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့လည်းဆက်သွယ်လို့ရပါတယ်ဆက်သွယ်ပြီးတော့လည်းစုံစမ်းပါမင်းများမှာပြောတဲ့ယုံရမယ်လည်းမဟုတ်ဘူးလို့လို့လူများကပြောတိုင်းလို့ရမယ်လည်းမဟုတ်ဘူးနောက်ဆုံးကြတော့ကိုယ့်ဖာကိုယ်ဆုံးဖြတ်ရမှာပဲကိုယ်ဆုံးဖြတ်ချက်အရာပဲကိုလှုပ်တာဟာအချီးရောက်မယ်လို့ကျမထင်ပါတယ် ယုံကြည်မှုကိုယုံကြည်မှုကိုပါဝင်တည်ဆောက်မှုယုံကြည်မှုကိုပါဝင်တည်ဆောက်မှုမပြုဘဲတိုးတက်မှုကိုပူပေါင်းဆောင်ရွက်မှုမရှိဘဲစောင့်ကြည့်ဝေဖန်သူများကိုဘာပြောချင်ပါသလဲတဲ့အဲအဲ့ဒါတော့လေစောင့်ကြည့်တဲ့ဝေဖန်နေဆိုတာတော့လေကျမတို့နိုင်ငံရေးသမားတွေလောက်တွေ့ကြုံရတာမရှိပါဘူး အားလုံးကပဲစောင့်ကြည့်နေကြတာပဲအားလုံးကပဲဝေပါနေကြတာပဲဝင်ပြတော့ကူညီတယ်ဆိုတာလည်းနည်းနည်းကြတယ်နောက်ပြီးဝေပါနေဆိုတာအမျိုးမျိုးပေါ့နော် ဝေပါနေဆိုတာဟာကောင်းစီခြင်းလို့ဝေပါနာလည်းရှိတယ်တချို့ကြတော့လည်းအားရရဝေပါနေတာလို့ကြွားတော့ပြန်တာဒါတချို့ကြတော့လည်းအားရရတော့မှမဟုတ်ဘူး ကိုဘလောက်တတ်တယ်သိတယ်ဆိုတော့သိစေခြင်းလို့ဝေဘာနဲ့လူမျိုးကလည်းရှိတယ်လို့ကျွန်မပြောချင်ပါတယ်။ပြီးတော့ဝေဘာနာဟာဘာကြောင့်ဝေဘာနာလဲဆိုတော့ကိုယ့်ဘာကိုယ်သုံးတတ်ပါ။ကျမတို့လိုနိုင်ငံရေးလုပ်နေတဲ့လူတွေကတော့ဝေဘာနာတွေကိုအမြဲခံနေရတဲ့ခါကျတော့ဒါထူးထူးထွေထွေမဟုတ်ပါဘူး။ဟိုးအရင်တည်းကခံနေရတော့ပါ။တော်ကြလို့ရှင်တဲ့တင်းမပါတင်းမလုံးနေလို့ပြောတဲ့လူကပြောပြော့ညံ့နေလုံးနေလို့ပြောတဲ့လူကပြောအဒီလားမသွားဘူးလားဟိုလားမသွားဘူးလားသူတို့ကိုယ်တိုင်ကတော့ဘယ်လားမှသွားတော့မဟုတ်ဘူး။ တော်တော်မျိုးတွေကတော့ဂျုံရတတ်တာပဲဟိုသူများလှုပ်ထားကိုသိမကြည့်နဲ့ကိုယ့်ရဲ့လှုပ်ပုံလှုပ်နည်းတွေကိုယ့်ရဲ့လှုပ်လှုပ်ချက်တွေဟာမှန်မို့ပဲအဓိကထားပြီးတော့လှုပ်ကြပါလို့ကျွန်မတိုက်တွန်းပြရစေ။ မြန်မာနိုင်ငံအတွက်အကျိုးရှိသောတရားမျှတသော နိုင်ငံခြားယင်းနှိမ့်မြှောက်မှုများအထူးဖြင့်တရားစာတပစ္စည်းနှင့်ပတ်သက်သောအန္တရာယ်အနေဖြင့်မိခဲ့သို့လှုပ်ဆောင်သွားမည်နည်းတဲ့အခုမြန်မာနိုင်ငံနဲ့မှာယင်းနှိမ့်မြှောက်မှုနဲ့ပတ်သက်လို့ဆိုလို့ရှိရင်နိုင်ငံခြားယင်းနှိမ့်မြှောက်မှုဥပဒေနဲ့ပြည်တွင်းယင်းနှိမ့်မြှောက်မှုဥပဒေတွေကိုလွတ်တော်ကနေပြီးတော့ဆွေးနွေးပြီးတော့ထုတ်ပြီးတာတွေရှိပါတယ် နောက်ထပ်ပြင်ဆင်ရည်လည်းရှိရင်ရှိအောင်မှာပါဒီလိုညရင်းနှီးမြှုပ်နှံမှုတွေကိုကြည့်တဲ့အခါမှာနိုင်ငံအတွက်ဘယ်လောက်အကျိုးဖြစ်နိုင်မလဲဆိုတာကိုကြည့်ပြီးတော့လုပ်ရပါတယ်ဒါမှလည်းတစ်ချိန်တည်းမှာပဲရင်းနှီးခြင်းတဲ့လူတွေရင်းနှီးခြင်းအောင်လို့လည်းလုပ်ရပါတယ်ကျမတို့နိုင်ငံဟာနိုင်ငံခြားရဲ့ရင်းနှီးမှုတွေကိုလူကိုလူနေပါတယ်လူနေတဲ့အခြေအနေမှာရှိတဲ့အခါကျတော့နိုင်ငံခြားကရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်နိုင်မဲ့အခြေအနေမျိုးကိုလည်းကျမတို့ဖန်တီးရမှာပါ ဒီအထူးဖြင့်သယံဇာတနဲ့ပတ်သက်လို့ဆိုတော့ကျမတို့ခဏခဏပြောပါတယ်ဟို extractive industries ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်လို့ဆိုလို့ရှိရင် ပွင့်လင်းမြင်သာမှုကအင်တာမအရေးကြီးပါတယ်လို့ကျမတို့ပြောပါတယ်ဒါကြောင့်မလို့မြန်မာနိုင်ငံအစိုးရအနေနဲ့ပွင့်လင်းမြင်သာမှုနဲ့ဆက်ဆံနေတဲ့နိုင်ငံတကာလုံထုံးလုံနည်းတွေအရာ လုတ်ဖို့အဒီနိုင်ငံတကာသဘောတူညီချက်ဒီစာချုပ်တွေကိုလက်မှတ်ထိုးဖို့အဲ့ဒါကိုကျမတို့အမြဲပဲတိုက်တွန်းပါတယ် ဒီအစိုးရကပွင့်လင်းမြင်သာမှုမရှိဘူးဆိုလို့ရှိရင်ဒီလိုယင်းနှိမ့်တယံဇာတပစ္စည်းတွေနဲ့ပတ်သက်လို့ယင်းနှိမ့်မြန့်တဲ့အဲနေတဲ့စီးပွားရေးလုပ်ငန်းတွေဟာဘာတွေလုပ်နေလဲတိုင်းပြည်ကိုဘယ်လောက်အကျိုးပြုနေလဲပြည်သူကိုဘယ်လောက်အကျိုးပြုနေလဲဩဇာအာဏာရှိတဲ့လူတွေကိုပဲအကျိုးပြုနေသလားအဲ့ဒီအဖြေတွေကိုကျမတို့ရနိုင်မှာမဟုတ်ဘူးဒါအရေးကြီးဆုံးကတော့အေးတစ်ဖက်ကဥပဒေအရလုံးဝမလို့တစ်ဖက်ကလည်းအဓိကအ ပွင့်လင်းမြင်သာမှုရှိဖို့ဖြစ်ပါတယ်အဲ့တော့အားလုံးကနေပြောဝိုင်းပြောလဲဒီကိစ္စကိုတောင်းဆိုကြပါလို့ကျွန်မအနေနဲ့မေတ္တာရခိုင်ခြင်းပါနိုင်ငံတနိုင်ငံမှာတဲ့နိုင်ငံတော်အလံဟာအရေးကြီးဆုံးသင်္ကေတတစ်ခုလို့မြင်ပါတယ်တဲ့။အိုလံပစ်မှာဆိုရင်တဲ့တခြားနိုင်ငံတွေကတဲ့ကိုယ့်နိုင်ငံအလံကိုဝုန်းဝင်ကြွားကြွားကင်ဆောင်ပြီးဝင်လာချိန်မှာတဲ့ကိုယ့်နိုင်ငံအလှည့်ကြတော့အလဲမှာကျဲအပေါက်ကြီးလို့ဖြစ်နေတဲ့အလံနဲ့ အလာနဲ့တဲ့ကုတ်ချောင်းကုတ်ချောင်းဝင်လာဝင်လာကြတာတွေ့တော့တဲ့စိတ်မကောင်းဖြစ်မိပါတယ်တဲ့အမေစုအနေနဲ့တဲ့ဖြစ်နိုင်ရင်မြန်မာနိုင်ငံပြည်လုံးဆန္ဒခံယူပွဲပြန်လဲကျင်းပပြီးမြန်မာတိုင်းရင်းသားပြည်သူတွေအားလုံးသဘောတူလက်ခံနိုင်တဲ့နိုင်ငံတော်အလံသစ်တစ်ခုထွက်ပေါ်လာအောင်နဲ့ကြိုးစားကြိုးပမ်းပေးပါလို့လေးစားစွာတောင်းဆိုချင်ပါတယ်တဲ့အမေဆွေရဲ့သဘောထားလဲအတိပြရစီခင်ဗျာတဲ့ ကျွန်မလည်းဒီအလံနဲ့ပတ်သက်လို့တခါတလေစိတ်မကောင်းရတာရှိပါတယ်။ဟိုမကြခင်ကာလတုန်းကဆိုလို့ရှိရင်အာဒီယာရူဩဇာရှိတဲ့ပုဂ္ဂိုလ်တယောက်ကကျွန်မကိုဘယ်လိုပြောလဲဆိုတော့ကျွန်မစီယုံရခင်ထွက်ချင်ထွက်စင်ကာလတုန်းကအာတချို့သူတွေကကျယ်ငါးပွင့်အလံကို အာဝေးရမ်းပြီးတော့ကြိုဆိုတာကိုကျမကနေပြီးတော့မတားမြစ်ကောင်းပါဆိုပြီးတော့ပြောပါတယ်အဲ့တော့ကျင်ငါးဝင်တော့ဆိုကျမကနေနေကြောင်သွားတယ်ကျင်ငါးဝင်ဘယ်ကျင်ငါးဝင်ပါလဲဘယ်ပါတီလာပါလဲလက်ဆက်သက်တော့ကျမတို့လွတ်လပ်ရေးရတုန်းကတုံးခဲ့တဲ့ပြည်တော်စုအလံကိုပြောနေတာ哦အဲ့တော့ကျမဓမ္မဝင်နေမိပါတယ်ကိုလွတ်လပ်ရေးရတုန်းကလွတ်လပ်တဲ့နိုင်ငံအနေနဲ့ပထမဆုံးလွင့်ထူခဲ့တဲ့အလံကိုဒီလိုသိသိအောင် ပြောတာတော့မသိတော့ဘူးလို့ကျမထင်ခဲ့ပါတယ်အဲ့တော့အခု အခုအလံကလည်းအဖွဲ့စည်းပုံခြေကခြေကဥပဒေအရဟိုတုံးဆွဲတဲ့အလံလို့ပြောနိုင်တာပေါ့လေအမှပြောရင်ကျမဟိုကျဲကျုပ်ကထွက်လာတော့ပထမဆုံးကျဲကျုပ်ကထွက်လာတော့အဲ့လမ်းမှာအဲ့အလံတွေတော့ဟာဒါပဲတန်ရုံပါလေဆိုပြီးစဉ်းစားနေတော့နောက်တော့ဟောဒါကတော့ကျမတို့ရဲ့နိုင်ငံအဖြစ်ပါဆိုတော့သဘောပေါက်တယ်ဒီတော့ကျမလည်းသဘောတူပါတယ် နိုင်ငံတနိုင်ငံရဲ့အလံဆိုတာနိုင်ငံသူနိုင်ငံသားအားလုံးအတွက်စိတ်လှုပ်ရှားစရာဂုဏ်ယူစရာညံ့နှိုးနှစ်သက်စရာအလံမျိုးဖြစ်တင်ပါလေအဲ့ဒီလိုအလံမျိုးဖြစ်အောင်လို့ကျွန်တော်တို့စူးစမ်းရမှာပေါ့